ကမ္ဘာလေးပတ်ချင်းဒေါ်လာဈေးတွေကလည်းမြင့်နေမှုအတော်လေးစိတ်ညစ်နေရရင်ကမ္ဘာဈေးချိုးဆိုးနိုင်ငံတွေကိုခီးရွေးထွက်ကြည့်ကြမလားခင်ဗျာဒီလိုဆိုရင်တော့2025ခုနှစ်အတွက်သုံးဆွဲစီအသက်တာဆုံးနိုင်ငံတွေကိုစုစည်းဖော်ပြပေးလိုက်ရပါတယ်ဗျဒီမှာဖော်ပြထားတဲ့နေ့စဉ်အသုံးစီအကြမ်းဖြင့်ဟာဈေးသက်တာတဲ့ hostel တဲခိုကန်းတွေမှာတဲခိုတာတစ်နေ့အစား၃နက်နဲ့အများဆုံးရင်နေသုံးဆွဲတာပုံမှန်မူတည်ပြီးတော့ခန့်မှန်းတွက်ချက်ပေးထားတာပဲဖြစ်ပါတယ်လာအိုနိုင်ငံ နေစဉ်စီ15ဒေါ်လာခန့်သာရှိတဲ့လာအိုနိုင်ငံဟာကမ္ဘာမှာဈေးချိုးဆုံးနိုင်ငံဖြစ်ပါတယ်။ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်တွေလည်းရှိသလိုကိုလိုနီခေတ်အကျဉ်းချံများနဲ့တောတောင်ရေမြေတဘာဝအလှလည်းစုံလင်လာမှုခီးသွွားလူဒန်းစားအစုံနှစ်သက်ကြတဲ့အပြင်ကမှလူငယ်ခီးသွွားလဲပုံမှုများပြပါတယ်။1990ခုနှစ်တွေမှာခီးသွွားရတဲ့ခံစားမှုမျိုးရရှိခံစားနိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ Kurdistan နိုင်ငံ ကမ္ဘာကိုကုမြောက်အကြီးဆုံးနိုင်ငံကြီးဟာကမ္ဘာမှာလဲပတ်ဖို့ဈေးချိုဆုံးဒုတိယမြောက်နိုင်ငံဖြစ်နေတာအံ့ဩစရာပါပဲ။ Kyrgyzstan နိုင်ငံဟာတနေ့ကို19ဒေါ်လာခန့်ပဲကုန်ကျနိုင်တဲ့နိုင်ငံဖြစ်ပြီးတော့ခိမီမျိုးပြားကနေတောင်တန်းလွင်ပြင်တွေထိလဲပတ်ဆရာရှိနေပါတယ်။ Rwanda နိုင်ငံ Rwanda နိုင်ငံဟာလည်းတနေ့ကို22ဒေါ်လာခန့်ပဲဈေးကုန်ကျနိုင်တဲ့နိုင်ငံမို့လို့ဈေးချိုတဲ့ခီးသွားနိုင်ငံဖြစ်နေပါတယ်။ Rwanda ဟာတောင်တန်းပေါင်းထောင်ချီရှိနေရာနေနေလဲဖြစ်လို့ တဘာဝအလှဆုံးလေးနဲ့အရှိအာဖရိကန်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အာဖရိကတိုက်ရဲ့အရသာကိုလည်းခံစားမဲ့နိုင်ငံပါ။ဂါနာနိုင်ငံဂါနာနိုင်ငံဟာအနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်ပြီးတော့တမိုင်းကြောင်းအရာလည်းစိတ်ဝင်စားစရာကောင်းသလိုကမ်းခြေလည်းရှိတဲ့နိုင်ငံဖြစ်ပါတယ်။နေ့စဉ်၃ဇီ22ဒေါ်လာခန့်သာရှိတာမို့ဘတ်ဂျက်ခီးသွားရတဲ့အတွက်အဆင်ပြေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။မွန်ဂိုလီးယားနိုင်ငံ မွန်ဂိုလီးယားနိုင်ငံဟာလည်းဈေးချိုဆုံးခီးသွားနိုင်ငံဆင်းမှပြင်စမနေရာမှာရှိနေပါတယ်။နေစဉ်3စိ24ဒေါ်လာခန့်သာကုန်ကြတာကြောင့်ခီးသွားများစုမျက်စိကျကြပါတယ်။ကမ္ဘာလူကြီးရဲ့အနည်းဆုံးနိုင်ငံလည်းဖြစ်တာကြောင့်တဘာဝအရသာကိုပြပြဝဝခံစားခြင်းတဲ့သူတွေအကြိုက်ဖြစ်ရပြီးတော့ခင်မီမျိုးပြပုံစံထက်ကိုရိုးရှင်းတဲ့ရိုးရနေထိုင်မှုပုံစံတွေကကမ္ဘာခီးသွားတွေကိုဆွဲဆောင်ထားပါတယ်။အာမေးနီးယားနိုင်ငံ ကမ္ဘာဈေးချိုဆုံးအမှတ်စဉ်6နေရာမှာတော့အာမေးနီးယားနိုင်ငံရှိနေပြီးနေ့စဉ်36ဒေါ်လာဝင်းကျင်နဲ့နေထိုင်လည်ပတ်နိုင်ကြပါတယ်။သမိုင်းဝင်နေရာတွေလှပလွန်းတဲ့သဘာဝရှုခင်းတွေကိုပိုင်ဆိုင်ထားပြီးဥရောပယဉ်ကျေးမှုနဲ့အာရှယဉ်ကျေးမှုတွေကိုရောထွေးမြင်တွေ့ကြရမယ့်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဘာကီနာဖာဆိုနိုင်ငံဘာကီနာဖာဆိုနိုင်ငံဟာလည်းနေ့စဉ်အသုံးစီ26ဒေါ်လာခန့်ပဲကုန်ကြတဲ့ဈေးချိုဆုံးနိုင်ငံတွေတစ်ခုဖြစ်ပါတယ်။ အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်ပြီးယူရဒလီစရိုက်တွေကိုပုံမမြင်တွေ့လေ့လာနိုင်ကြမယ့်နိုင်ငံလေးဖြစ်ပါတယ်ခင်ဗျာ။ဂျော်ဂျီယာနိုင်ငံခီးတော်တွေအကြိုက်တွေ့ကြတဲ့ဂျော်ဂျီယာနိုင်ငံဟာလည်းတကယ်တော့ဈေးချိုတဲ့နိုင်ငံတစ်နိုင်ငံပါ။နေစဉ်အသုံးစိ28ဒေါ်လာခန့်သာရှိပြီးထူးခြားတဲ့မြေမျက်နှာတွင်ပြင်းတိုးတောင်ရှုခင်းတွေကိုခင်မီမျိုးပြအနေနဲ့ရောရှေးပုံစံနဲ့ပါမြင်တွေ့ခံစားလေ့လာနိုင်ပြီးကမ္ဘာကျော်တဲ့နေရာအများအပြားလေးရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ဥရောပနိုင်ငံတစ်ခုလိုလည်းခံစားနိုင်တဲ့နိုင်ငံပါ။ မာလီနိုင်ငံအနောက်အာဖရိကနိုင်ငံတွေထဲကမာလီနိုင်ငံဟာလေနေ့စဉ်39ဒေါ်လာခန့်နဲ့လဲပတ်နိုင်ကြတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးနိုင်ငံမြင့်တင်ဘူတူတို့လိုသမိုင်းဆင်လာ ကြီးမားတဲ့လဲပတ်လေးလာစရာနေရာတွေရှိနေတဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံဟောကမ္ဘာဈေးချိုဆုံးနိုင်ငံစီးရင်မှာအမှတ်စဉ်တစ်ဆယ်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးပါပဲနေ့စဉ်အသုံးစိတ်34ဒေါ်လာနဲ့စတင်လဲပတ်နိုင်တဲ့နိုင်ငံလို့လည်းဆိုထားကြပါတယ် ညူပြမဟုတ်ပဲနေဘက်ဒီမှာဆိုလို့ရှိရင်ပိုလို့တောင်အသုံးခံနိုင်နေဆိုတာဒေတာခံတွေကတော့ပိုသဘောပေါက်ကြပါပါကဲဒီစင်နိုင်ငံကတော့2025ခုနှစ်အတွက်ဈေးအချိုသာဆုံးလေပတ်ဆံနိုင်ငံတွေပဲဖြစ်ပါတယ်။ဟာနေဦးလေအထုတ်ချက်ချင်းဆွဲပြီးထထွားလိုက်တော့မယ်လို့တော့မတွေးကြနဲ့အောင်။လက်ရှိကျွန်တော်တို့ဟာဘယ်နိုင်ငံကိုဗီဇာရနိုင်မလဲဆိုတာအရင်သုံးသပ်ပြင်ဆင်ရပါဦးမယ်။ဗီဇာချင်းနဲ့လေယာဉ်ဈေးတွေကိုပြန်ထည့်တွက်ကြရပါဦးမယ်။မြန်မာနေတိုင်းမရောက်နိုင်တဲ့နိုင်ငံတွေအတွက်အဆင့်ဆင့်လေယာဉ်ကားတွေနဲ့ ဂျားထဲမှာဝင်ရမယ့်နိုင်ငံတွေအတွက်အသုံးစရိတ်တွေကိုလည်းထည့်သွင်းစဉ်းစားကြအောင်မယ်ဆိုတာလေးကိုသတိပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တီဟ the traveler ပါ